။ Israel ရဲ့ကိုယ့်ရဲ့မြောင်စစ်ပွင့်နေမှာတော့ America ဟာ B2 ဘုံကျဲလေယာဉ်တွေနဲ့ Iran ကိုဘုံကျဲပြီးစစ်ပွဲတွေကိုရောက်လာခဲ့။တတိယကမ္ဘာစစ်ဖြစ်နိုင်မလားလို့တုံ့တချက်တွေရှိနေတယ်လို့ကျွန်တော်တို့မြန်မာတွေလည်းတလွဲစပင်ကောင်းပြီးကြပါတယ်။ကိုယ့်နိုင်ငံတွေကစီရေးစစ်ဘေးနဲ့ကိုယ့်နိုင်ငံတွေကပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုတပ်ပြတ် ထိကစော်ကားနေတဲ့မေအွန်လိုင်းဖတ်စစ်တဲ့အကြောင်းကိုမသိချင်အောင်ရှောင်နေပြီးတော့ Israel Iran စစ်ပွဲကိုလှမ်းပြီးတော့တုံးတက်နေကြလေရဲ့ဗျာလူတွေကတခါတလေကြာရင်ရည်စရာကောင်းလွန်လာပါတယ်နောက်တစ်ချက်ကဗမာရီတလွဲစပင်ကောင်းတဲ့အပြင်ကိုဗမာရီအတွေးချော်လမ်းချော်နေတဲ့အဖြစ်ရှင်တွေကြောင့်ဒီကနေ့အများကြီးတွေ့နေရတယ် အရင်ကမျိုးပြကပညာတတ်တယောင်ယောင်ပညာတတ်တွေလူငယ်တွေလူလက်တွေတချို့တော်တော်များများဟာမိမိနိုင်ငံနဲ့မိမိလက်ရှိအခြေအနေကိုမတိကျအောင်စောင့်နေပြီးတော့ဆရာဆန်တပုံထတဲ့ကိစ္စပြောနေတဲ့သူအောက်မှာအုံအုံထပြီးနမေကျော်တယောက်အရန်ကောင်းတာပဲလို့ချီးကျူးတန်နေညံနေကောင်းတဲ့တော်တွေကိုကျွန်တော်တို့ကဝင်ပြီးဝေဖန်ဆော့ဖတ်စရာမရှိဘူးဒါပေမဲ့လက်ရှိပြစ်ဆုံးပံအခြေအနေမှာငါတို့နိုင်ငံ မင်းအောင်လိုက်စစ်တပ်ဟာငါတို့နိုင်ငံသားတွေအညာစကိုင်းကချင်းကရင်မုံညမာရခိုင်ရှမ်းအစရှိတဲ့သူတွေကိုနှိမ့်ဆက်တက်ပြက်လီညောင်းတဲ့ဘုံချင်းနေပါလားလို့မသိဟလားမသိချင်အောင်စောင့်နေတာနောက်တစ်ခုကဒီနေ့ဆိုရင် TBH ဟတ်ပေါ့နော်ဖုန်း review တွေလုပ်တဲ့ညီငယ်ပေါ့လူပေါ့တော့ပါလေကောင်းပါလေသူပြောတာဆိုရရင်သဘောကျတယ်တော့တော့ သူကဘုံ review တွေလုပ်ပြီး Eden and America စစ်ပွဲအကြောင်းတခန်းတနာပြောပြနေတဲ့အောက်မှာတို့မာရီတွားရောက်နေကြလေရဲ့အမလီဘူးသူရတွေအများကြီးရလိုက်တာတဲ့ဟာဗမာရီတလဲစပင်ကောင်းနေတာလားကိုနိုင်ငံကိုတိုင်းပြည်ကိုလူမျိုးကိုသက်ရှင်ရည်တည်ကိုပတ်ဝန်းကျင်ကိုစီးပွားရေးကိုအနာဂတ်ဒါတွေကိုမျက်ကိုပြုတ်ပြီးတိုင်းမှာဘာဖြစ်ပြန်ပြီ ထိုင်းနဲ့ကမ္ဘောဒီးယားချတော့မေးအဲဒါမျိုးအီရန်နဲ့အစ္စရေးစစ်ပွဲမှာအီရန်မှန်နဲ့အစ္စရေးမှန်အစ္စရေးမှန်နဲ့အီရန်မှန်အမေရိကန်ပါလာရင်တော့တတိယကမ္ဘာစစ်ဖြစ်ရင်တော့ဘာဖြစ်တယ်တော့အော်မလေးတို့ကတို့ကဘာလို့နိုင်ငံကလေးစစ်ဖြစ်နေတာလို့ကျွန်တော်ပြောပြခြင်းသေးတပြတဲ့တယ်ပြောလိုက်မယ်ဘလို့ပဲပြောပြောခမရတတိယကမ္ဘာစစ်ဖြစ်ရင်ဘာဖြစ်မလဲသိလားလူမျိုးတော့တခုံးနဲ့ဟောင်းရင်းထုတ်လိုက်မယ်တတိယကမ္ဘာစစ်ဖြစ်ခဲ့ရင် အနည်းဆက်ဆုံးတရုတ်နိုင်ငံကမြန်မာပြည်ကိုချက်ချင်းသိမ်းမှာရှုံးလာအခုတော့တိမ်းမှုကြံပြီးတယ်အခုတည်းကတိမ်းမှုကြံပြီးတာခင်ဗျားတို့ပူရမယ့်အရေးကတရုတ်ကျုံဖြစ်မယ့်အရေးနော်ခင်ဗျားတို့နေ့စဉ်စားနေတဲ့စံတပီအရေးကျွန်တော်တို့ခင်ဗျားတို့လိုပြည်သူအဖိနှိမ်ကံပြည်သူတွေကိုတတ်ဖြတ်နေတဲ့မင်းအောင်လိုက်စစ်တပ်ကိုမှားမှန်လားတောက်စီအောင်လိုက်ကြည့်ရမယ်အေးနော်ဒါကိုသိဖို့လိုပါတယ် ကြိုက်ချင်ကြိုက်မကြိုက်ချင်နေလူမြတ်ကျော်ကတော့တိတ်တယ်ပဲပြောပါလေကျွန်တော်နိုင်ငံကျွန်တော်လူမျိုးကတလွဲစပင်ကောင်းနေများနော်ကလီယိုပထရနေတာတစ်တော့မှာမြင်မကောင်းဘူးဒါတွေပြောရင်တော်ရီပါလာလိမ့်မယ် EV ကားစေးကွက်ခွေးကြွားကြကြမယ် EV ကားတွေ EV ကားတရုတ်ကုမ္ပဏီတွေတရုတ်ပြည်မှာတင်ရွာလီခံနေကြတယ်မနေတော့လာတော့မယ်ညီမကြီးကားစေးကွက်ရိုက်ခတ်တာ အဲ့ဒါကို EV ကောင်းကိုတခန့်တနာကြော်ညာပြနေတဲ့ကောင်ကအဲ့ဒီအုံမှာအုံထားနေတာဒီမှာပြည်သူလူတွေရဲ့အနေနဲ့စောင့်နေကြီးကို့တိုင်းပြည်ဟာတဖြည်းဖြည်းနဲ့လူရတန်းသာပြောက်သွားပြီးအရင်ချမ်းသာနေအရင်ဆင်းရဲနှစ်ခုပဲကြံတော့တဲ့အချိန်ဒီမှာတိုင်းပြည်ကရာသလူထူပြောလာမယ်တယောက်တွေစုံမှုကင်းမဲ့နေတဲ့အချိန်ပြူစောတိတွေပြည်သူစစ်တွေလူပိုက်တွေလူရန်ကားတွေကပိုက်နိုင်တွေကနှိမ့်စင်လူရက်တက်ဖြက် ခိုးဝတ်ပြီးတော့ပြည်သူပြည်သားနိုင်ငံသားတွေကိုအနိုင်ကျင့်နေတာနေ့တိုင်းနေ့တိုင်းမန္တလေးမြို့ပေါ်ရန်ကုန်မြို့ပေါ်ဒီမှာဟမ်အုတ်ချုပ်ရေးမှုကိုစက်ကြီးပေးပြီးပြည်သူစစ်မှုထမ်းဆိုတဲ့ပေါ်တာဆွဲတဲ့ဥပဒေမပါရအောင်မျိုးမျိုးစုံနဲ့လုပ်နေရတာတက်နိုင်ငံလို့ဒါကိုတော်ဝဲဆိုရင်ကောင်းပြီအီရန်မန်နဲ့အစ္စရေးမန်နဲ့အမေရိကန်မားတဲ့ကိုကို တုံးတာကိုဘုတုံးတာကိုပဝင်းကြီးညို့မြောင်ကြည့်ပါကိုနိုင်ငံရဲ့အခြေအနေကိုမြင်အောင်ကြည့်ပါတော်လိုင်းရဲ့ပါကျပါမပါကျနေမင်းအောင်လိုက်ကိုကြိုက်သွားလဲရတယ်မင်းအောင်လိုက်ကိုနေ့တိုင်းရှစ်ခိုးဦးချလဲကျွန်တော်တို့ကဘာမှပြောစရာမရှိဘူးကိုစိုက်ပြောတာကိုရင်သိမ်းရမယ်ကိုဖြစ်ရင်ကိုခံရမယ်ကိုခွင့်ရေးကိုကိုတောင်းရမယ်ကိုနိုင်ငံအနာဂတ်နဲ့ကိုအနာဂတ်မျိုးသက်အတွက်ကိုက မမမချက်တိုက်ပွဲဝင်ချရမယ်အသိပညာတွေတုံပြီးကြဒါဝီမလုပ်ပဲတလွဲစပင်ကောင်းပြီးအမေတော်တွေးတော်လွမ်းနေတာကတော့ခင်ဗျားတို့မှားနေပြီလို့ပဲကျွန်တော်တက်တယ်ပြောတင်တယ်တရင်နေနဲ့တည်တင်တယ်ကဘာစီကြီးဖြစ်လာရင်ဘာဖြစ်မလဲဒီကနေ့တရင်နေနဲ့ကျွန်တော်ပြောပြမယ်အီရန်အမေရိကန်နဲ့ပတ်သက်ပြီးတော့အီရန်အစ္စရေးစစ်ပွဲကိုရဲမြောက်မိမှာအမေရိကန်ဟာစစ်သည်ကိုတိုက်တိုက်ပေါက်နေတာ အဲ့တော့ American ဘုံကျဲလေရင် B2 တွေဟာ Iran ရဲ့ nuclear site တွေကိုဘုံကျဲတယ်လို့ကြေညာတယ်။နော်။တရင်ကတော့အများကြီးမှပေါ်ပြအများကြီးမှပြောနေကြတယ်။အဲ့တော့ကြည့်လိုက်ရတယ်။အဲ့တော့နောက်ဆုံးအခြေအနေကိုထပ်ပြောမယ်။ Iran ကသူ nuclear site လို့ပြောတဲ့ဟာတွေကပျက်စီးမှုမရှိဘူးလို့ပြောထားပြီးတော့ဒီနေ့ Israel ကိုထပ်ပြီးတော့ဒီညနေမှာတုံးပြန်နေတယ် ဖြစ်တယ်။ American တွေအခြေလေဘက်မှာရှိတဲ့ American Siskan နဲ့ American တွေမှန်တယ်မှာပြတ်မှတ်ဖြစ်ပြီးတော့တုံ့ပြန်လာတယ်။ Israel နဲ့ Iran ဆစ်ဖြစ်တာ American ကဝင်ပါတယ်။ဒါကြောင့်ဝင်ပါလေဆို Nuclear ဘုံကိုသူတို့ကလွှဲရင်အခြားသူမပိုင်ရ။ပိုင်ဆိုင်မှုကြိုးစားရင်စစ်တိုက်ပြီးဖြေရှင်းဖြစ်တာ။ချိန်မွားပလိုက်တယ်။ဒါပဲကဘာကြီးကအင်အားကြီးလူကစစ်နိုင်သူကဥပဒေကိုပြဋ္ဌာန်းနေတာ။ကြောင်တောင်ပေါင်တောင်တွေလုတ်ဖို့တော့မကြိုးစားနဲ့ ဒီကနေ့ပြောမယ့်အကြောင်းအရာတွေထဲမှာအညာကပလဲကိုဒိုးစစ်ဆင်တော့မယ့်အခြေအနေတွေပါတယ်ဆိုင်တော်တော်ဇော်ဝီဆိုတဲ့ကိုကမော်ဆိုအင်တာဗျူးရဲ့ review သုံးသက်ချက်တွေပါမှာဖြစ်တယ်ကဲတတိယကဘာဆင်နေငါတို့အညာပလဲအန်ယူဂျီအစိုးရဝင်မင်းတစ်ပါးရဲ့ပြောစကားများဆိုတဲ့အကြောင်းအရာကိုကျွန်တော်စပြီးတင်ဆက်ပါမယ်နော်အဲ့တော့နောက်ဆုံးအခြေအနေမှာတော့တတိယကဘာဆင်ဖြစ်မလားပေါ့ဗျာ အခုတော့ internet social စာမျက်နှာတစ်ခုမှာမြန်မာတွေရောအောက်ရုပ်ရခတ်ပြီးတော့အမ review တွေပြောနေရ American Iran ချက်ပွဲတော့ပါလာပါဖြစ်တယ်ငါတို့တိုင်းပြည်ပြကြနေတာစစ်သားတွေအားလေရွာလုံးကျမီးရှို့ပြီးမရင်းကျင်နေတာကွာငါတို့ပြည်တွင်းစစ်ကြီးကိုလည်းကြည့်ကြပါအောင်တုံ့တက်ကြပါအောင်လို့ပြောပြချင်ပါသေးတယ်သိသေးချင်တာပါဒီဗီဒီယိုကိုဖတ်ပါအဲ့တိုင်းလူမျိုးတော့ပြောတယ်ပြောပါတဲ့တယ်ပြောရတယ်ကြိုက်ချင်ကြိုက်မကြိုက်ချင်ဘူးအဲ့တော့ ငါတို့ပြည်တွင်းစစ်ကြီးကြောင့်ငါစိတ်ဝင်စားတယ်ကွာဘယ်သူမှစိတ်ဝင်စားရင်ငါတို့နိုင်ငံကြီးကြောင့်ငါစိတ်ဝင်စားတယ်မင်းတို့မသိကြင်အောင်ဆောင်ပြီးအမေကျော်တွေးတော်လိုက်ရထပ်ပြောအမေရိကန်ကဝင်ပါတယ်အီရန်ကိုဘုံကျဲတယ်အစ္စရေးဘက်ကအီရန်ဘက်ကတင်းုပ်တဲ့ရုရှားပိုင်ချိန်တဲ့တတိယကမ္ဘာစစ်ဖြစ်တတိယကမ္ဘာစစ်ဖြစ်ရင်ကိုယ်နိုင်ငံအရေးတက်တယ်ပြောလိုက်မယ်ငါတို့မြန်မာပြည်ကို အမှန်မျိုးတော့ဗမာပြည်ကိုလို့ပြောတာနော်ဗမာပြည်ကိုတရုတ်ကအရင်ဆုံးတိုင်မှာမှတ်နော်တရုတ်ကြုံခံဖို့ပြင်တာကတော့ညီထိုးဝင်နေထိုးတာတကယ်ပြောနေတာအချင်းနေရဲ့ကိုတုံးတဲ့ကြည့်လိုက်တတိယကဘာစစ်တာဖြစ်အပြိုင်ဆိုင်ငယ်မီတွေတိမ့်ကြချက်တွေကြရင်ကျွန်တော်တို့ဗမာနိုင်ငံကိုအရင်ဆုံးတိမ့်မှာတရုတ်ပဲဖြစ်ပါတယ် ဒီအရေးကြီးနေတဲ့ခမရုပ်ပါရီကြိုတင်ပြစီပြီးပြီလေလို့ပြည်သူလူထုအပေါင်းကျွန်တော်ကြေညာမအောင်ခတ်ပြရစီတော်လိုင်းအင်းသမားတွေကတော့လက်နက်ရှိနေချမှာပဲဗျတာမန်ပြည်သူလူထုတွေမြို့ပြနေပြည်သူလူထုတွေကိုနဲ့မဆိုင်လို့နေတဲ့လူတွေဘာတွေပြင်ဆင်ပြီးပြီလေအခုတော့အခုအချိန်မှာတော့ဗမာမျိုးသမီးတွေကိုတရုတ်မရလို့ဖို့ပတ်စံနဲ့ဝယ်နေတာတရုတ်တိမ့်ပြီးရင်ဗမာမျိုးသမီးတွေအကုန်လုံးတရုတ်မရတွေဖြစ်ကုန်နေတယ်တဲ့ ရှင်းတယ်ပေါ့ကိုလုံရက်တူကြီးကိုအပြုတ်မှုတွေဟာကိုတိုင်းကြီးကိုနိုင်ငံကိုလူမျိုးကိုနေထိုင်နေတဲ့မြေကြီးနဲ့ကိုတောက်နေတဲ့ရေပေါ်မှာဘာတွေကျေစုပြုတ်ပြီးပြီလဲဆိုတော့ခင်ဗျားတို့ခက်ကြက်ကြက်စဉ်းစားပါငါဘလောက်အမှန်တရားပေါ်မှာယက်တီရှင်သန်နေနိုင်တယ်အမှန်တရားကိုငါပြောရေးလားငါသမီးလေးစားရုံလူကြားကားရုံလူတွေသိရုံပဲလုပ်နေတာလားဒါတွေကိုမပြတ်သုံးတတ်ဖို့လူချင်းမျိုးကိုတတိပေးပြစီ ို့ပေါ်နေပေါ်ပေါ်စာတို့နိုင်ငံရဲ့တို့လူမျိုးများဟာစစ်တပ်ရဲ့စနစ်ကြဖျက်ဆီးခံရမှုအောက်မှာတကဘာလုံးမှာအမွဲတိအစင်ရဲ့လုံးအကြီးအချင်းအမဲဆုံးတောက်တုံးမကြဆုံးလူမျိုးတွေဖြစ်နေတယ်ကွာတောင်တက်ကြက်တရီပေးပါရဲ့ကိုကူကိုဟုတ်လားကြည့်ထင်မနေပါနဲ့တလွဲစပေးမှာကောင်းပါနဲ့အမေကျော်ဒွေးတော်လာပါနဲ့အဲ့တော့ဒီကအစ်ဒွေးစစ်ပွဲကတော့ဒီအခြေအနေပါပဲ ။ Iran is this ဘွယ်ပြီးရဲ့နောက်မှာ Iran is this ဘွယ်နဲ့ America ပါဝင်ခြင်းဟာငါတို့အညာပလဲလောက်အရေးမကြီးဘူးကွာ။ရှင်းလား။အလိုမြတ်တော်တဘောတာပဲ။ငါတို့အညာပလဲမှာကန်တော့စခန်းသိန်းတိုက်ပွဲကြီးအပြီးမှာဖက်စစ်တပ်ဘန်ဂျီနယ်လို့ခေါ်တဲ့ရင်းမာပြီးခိုင်းစာလင်ကြီးပလဲအညာမီးရဲ့တော်လိုင်းကြီးအားအကောင်ဆုံးဒေသဘန်ဂျီနယ်ထဲမှာ2020ခုနှစ်တည်းကစစ်တပ်ဟာ ကြွာလုံးကျုပ်မိရှို့တက်ဖြတ်မှုတွေလုပ်နေတာတောင်းရင်9နှစ်တာကာလဒီအတွင်းမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဆိုလို့ဗန်းကြီးနဲ့ရင်းမပြီးခံနေမှာပလင်းမြို့သိမ်းတိုက်ပွဲကိုဘုံကားနဲ့တပ်ပေါင်းစုတွေဆင်နွှဲခဲ့တယ်အဲ့တော့14ရက်နှစ်မြို့သိမ်းလူပြီးခံပြီးအချိန်မှာစုပ်ပွားပြီးခဲ့ရတယ်၄ရက်ကြာဖုန်းစစ်ဆင်နေမသိမ်းနိုင်အောင်သိမ်းနိုင်အောင်ကျူသာဆောင်ရွက်ပေမဲ့လေစစ်တပ်ရဲ့လေကြောင်းအကြမ်းဖက်မှုတွေ ပလဲနဲ့ဆယ်မိုင်ကျော်กว่าမှာရှိတဲ့အင်မတီးရဲ့ဇီးလုံးကုန်းရွာနော်အစရှိတဲ့ကန်တော့ပလဲစခန်းကြီးလေးပွင့်ဆိုင်မှာပြန်ဆုတ်ပြီးခဲ့ရပါပလဲမြို့သိန်းတိုက်ပွဲထိုးစစ်စင်မှုကိုလောက်တာပလဲနေမှာပထမဦးဆုံးမှာရင်းမာပြီးခရင်တစ်ခုလုံးမှာမြို့သိန်းတိုက်ပွဲရှိတဲ့တပ်တွေအကုန်လုံးတဲမှာ ယုံသိမ့်တိုက်ပွဲဆင်နွှဲခဲ့တာတော်လိုက်9နှစ်တော်မှပလဲတိုက်ပွဲတစ်ခုပဲရှိပါတယ်ဒုတိယတစ်ခုကတော့ကန်တောင်းတိုက်ပွဲပါနော်ဇွန်လ7နှစ်နေမှာစတင်ဇွန်လ2ရက်နေမှာစတင်ထိုးစစ်ဆင်ပြီးဇွန်လ16ရက်နေမှာအပိတိုင်သိမ့်လိုက်တဲ့ကန်တောင်းကမ်ပိန်းတိုက်ပွဲလေရင်နဲ့အချိန်200ဘုံလုံးကြီး900ကျဲချတယ်ရှင်းဆက်ပြီးတော့လေ ရင်းမှပြီခရိုင်ထဲကိုစစ်တပ်ဟာမီတင်ရှော့ပါလိမ့်မယ်လို့ကျွန်တော်ခဏခဏပြောပြီးသားပါရှင်းတယ်အဲ့တော့စစ်တပ်နေရင်ဒီကိုပြစ်ချခဲ့တဲ့ကန်တော့စကနေတိုက်ပေါ့ရှင်းမှပြီခရိုင်တစ်ခုလုံးကကြီးမားတဲ့မဟာပြိုကျတဲ့တိုက်ပွဲကြီးကိုဖော်ဆောင်ခဲ့နိုင်တာဟာ BNR ဆိုတဲ့ဘုန်ကားနဲ့ပူပေါင်းတက်တွေရဲ့ပလဲမျိုးတိုင်တိုက်ပွဲရဲ့ မနေ့ကတနေ့ကမှစကန်လေးအောင်ပွဲကြခဲ့တယ်ကန်တော့ PLE အပေါင်ကြီးပူပေါင်းတက်တည်တိုက်ခတ်သိမ့်ပိုက်နိုင်ခဲ့တယ်ကန်တော့စကန်သိမ့်တိုက်ပွဲဒီနှစ်ခုပဲရှိနေတယ်၅နှစ်အတွင်းမှာအဲ့လိုပြောလို့ကြချင်ကြမကြချင်ကန်တော့ချန်လေးတိုက်ပွဲမှာအောင်ပွဲတွေရလို့ဂုံပြူတိုက်သူတွေဂုံပြူရမှာဖြစ်တယ်လို့ကျယ်တွေလည်းကြွေပါတယ် ABDA အမှတ်3စစ်ကြောင်းမဆလီတက်ရင်တက်စုမှုရဲဘော်ထိုက်ကြီး အပေါ့တုံးပြည်သူ့ကဝေးတက်ပြီး PDF ရေးမှပြခင် MS7 တိုက်ရင်ကျသိနဲ့တက်မလို့ PPL ကကွန်မန်ဒါ PDL ကကွန်မန်ဒါတိုက်ခတ်ရေးမှုရဲဘော်ကြော်ကြီးဒါမြင်ဖြတ်တော့တိုက်ခတ်ရေးတာဝန်ထမ်းဆောင်ခဲ့တဲ့နိုင်ဒီစ်စတိုဂျာအညာတက်ခွဲကရဲဘော်ပုံငယ်တွင်းသူတို့ကြဆုံးနေအရာကြီးကြီးဣရန်နဲ့အစ္စရေးဖြစ်လို့ပြာကျသွားလား ဒုတိယအရေးကြီးမှုလို့ပြောပေးတာလေကိုနိုင်ငံတွေကကိုနိုင်ငံသားတွေနဲ့ကိုနိုင်ငံတွေကပြည်တွင်းစစ်ကအရေးကြီးတယ်ဒီနေ့တိတော်နေကြောင်းပုံကျဲမှုကြောင့်ဆယ်နဲ့ကြီးတိတ်ဆုံးနေပြီးတော့ဒေတာကံပေါ်ရှားပေါင်းများစွာကြေးရွာ20တော့ကစစ်ဘေးရှောင်နေရပါတယ်အခုကြီးတွေလိုအပ်တဲ့ဤဆက်ရတွေပူကြပါကျွန်တော်တို့ရောရှည်ရှည်ဝေးဝေးမပြောတော့ဘူး အခုဆိုရင်အင်မတီနဲ့ဇီးမြူဂုံကိုမတိုက်လို့မရတော့ပါဘူးတိုက်ကိုတိုက်ရပါလိမ့်မယ်အင်မတီနဲ့ပြူစောအင်မတီနဲ့ဇီးမြူဂုံရွာပြူစောတိရွာတွေကိုမတိုက်ရင်မတိုက်ရင်လေကျင်းပါမယ်တကယ်လို့စစ်ကြောင်းကဝင်ထိုးပြီးပြကြသွားပါလိမ့်မယ်နော်ပြူစောတိအင်အားတရာနီးပါးရှိတယ်အဲ့ဒီရွာတွေမှာကျွန်တော်တို့သိရသလားအခုဆိုရင်အင်မတီကိုတိုက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့လည်းသိရပြီးအင်မတီနဲ့အင်မတီကထွက်လာနိုင်တဲ့ စကားစဖက်စစ်တက်နဲ့ပြူစောထီးတွေကိုထပ်ပြီးမထွက်လာနိုင်အောင် PLA နဲ့ပူပေါင်းတက်တွေကဖြတ်တောက်ပိတ်ဆို့ရေးကိုပြင်းပြထပ်ထန်လုပ်နေပါတယ်။ဒီမတီနဲ့ဇီးဘူကိုတော့ဖက်စစ်တက်ဟာစစ်ကူမပို့နိုင်တော့ပါ။နော်အဲ့တော့ပလဲမျိုးကိုသိရမယ်ထပ်ပြောမယ်ကျင်းနီတောင်စီမံကိန်းကိုရှိသမျှလက်နက်တွေနဲ့ချိန်ထားရမယ်ဘုံတကကျင်းရင်အဲ့ဒီကိုတခပြေးလို့ခင်ဗျားတို့ကိုကျွန်တော်ပြောတယ်နော် ပြည်သူကိုကာကွယ်ဖို့ဆိုပြီးလက်ပောင်းတော်ကျင်းဒီစီမံကိန်းလိုတော့မကာကွယ်ကြနိုင်ဘူးဗျာအဲ့လိုပဲပြောလိုက်မယ်ကျန်တာတွေကိုเจ้าကိုတည်တယ်ထပ်ပြောကြရတယ်တော်လိုက်မှာအများကြီးရှိတယ်ဒါပေမဲ့ထားလိုက်တော့ထပ်ပြီးတော့ကျဲကျွေတာပြောမယ်မင်းလာတိုက်ပွဲမှာတော်ရင်ကျဲဖို့ငါ့ဦးအရှင်းဖမ်းပြီးအတက်အဲ့ဒါအစ္စရိုအီရန်အမေရိကန်တိုက်ပွဲတွေတက်အရေးကြီးတယ် ရန်သူအင်အား400ကျော်မင်းလာတကြောကိုတောင်ပြက်ရွာနာကိုစစ်ကြောင်းထိုးလိုက်နော်ရဲဘော်ခုနှစ်ယောက်ကြာ6ယောက်က3800တုံတက်ရင်တရားဝင်ခရတယောက်က3900တစ်တခွင်းငါကရဲဘော်အဲ့တော့တောင်ပြက်ရွာကိုမီးရှို့နေတဲ့ဖက်စစ်တပ်အင်အားလုံးကြီးနဲ့ဒိုးစစ်စင်နဲ့လေကြောင်းကဘုံကျဲတဲ့လက်နက်ကြီးတွေနဲ့ပစ်တယ် ရှုမာနေတဲ့ဖက်စစ်တပ်အကြောင်းကိုစိတ်ဝင်စားပဲအီရန်နဲ့အမေရိကန်အစ္စရေးကြောင့်ဟန်းစိတ်ဝင်စားကြပါနေဗျာခင်ဗျားတို့လုပ်နေတာအပူကြီးနေလို့ကျွန်တော်ကြည့်ပြီးတော့ခင်ဗျားတို့အစားရှက်နေအဲ့တော့လက်ရှိချိန်မှာမီးရှို့တဲ့ရွာလုံးကျွတ်မီးရှို့ခံရတယ်ကလိုင်းတက်တွေကဖြတ်တော့ပိတ်ဆို့ဖို့ကျိုးသားတယ်အင်အားမမျှတယ်ပြန်ဆုတ်ရတယ်ရဲဘော်၅ယောက်ကြတယ်အရှင်ဖမ်းမိတယ်နှိတ်ဆက် အဲ့တော့ဘာကြောင့်လဲဆိုတော့စစ်ကွင်းတာတုံဒိတ်ကိုဒလိုင်းတက်တွေဝင်ပစ်ပြီးနောက်ပိုင်းတာဝရီကန်စီမံအုပ်ချုပ်ရေးမှူးဆိုတဲ့ကောင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်းအပါဝင်စစ်ကောင်စီတပ်သားဆယ်နှစ်ကြီးတိုက်စုံမှုပတ်သက်ပြီးခွေးနာခဲ့ခဲနေတာနော်ဒီချင်းတွေရှိတယ်ဒီနေ့ကရင်ပြည်နယ်ဥကိတစခန်းတိုင်းတိုက်ပွဲကြီးဆင်နွှဲနေပါတယ်ဝိုင်းရပိတ်ဆို့ထားပြီးဖြစ်ပါ ဥကိဋ္ဌဆိုတာတက်ရှိစင်းယိုးဆိုပြီးဖက်စစ်တက်ကဂုံစာခဲ့တဲ့စခန်းပေါ့မကြေဝဲနဲ့လိုပဲပြောအောင်လားဒီကံတော့ရောက်အောင်တိုက်မယ်လို့ပဲဆိုရမလားဒီဝဲကတော့ကြည်ကောင်းနေပါလေရှားမယ်လို့လည်းယုံကြည်ပါလေနော်ဘယ်အချိန်တည်းရောက်ပြီလဲဆိုတော့ကျွန်တော်တို့ရရှိထားပြီးဖြစ်တယ်သို့တော့ပြောလို့မရဘူးပြောနိုင်မယ်ဆိုရင်ကြည်နေကောင်းနေ မနေ့က BBL ရဲ့တနင်္ဆင်ဝဲတခုမှာနောက်ဆုံးက NUG ဂျမိုင်းနေမြိုင်ဝန်ကြီးဒေါ်လာဇော်ဝေဆုဘုဂျုတ်တာဘုံချော ICE ဒုတိယခုတ်ခရခုံပီတူဒီလူတွေကိုတရွဲတဲ့တွေ့လိုက်ရတဲ့ဓာတ်ပုံတွေတော့ပြည်သူလူထုကတစုံတရာတော့မျောလင်းချက်ပြီးရှင်းတယ်လာတော့တွေ့ရပါတယ်အဲ့ဒါနဲ့တပြိုင်တည်းတည်းမှာထပ်ပြီးတော့ ဒေါက်တာဇော်ဝေဆိုဘုကုကမောင်ဆိုအရဖီယာဘုကမောင်ဆိုရဲ့အင်တာဗျူးရတဲ့16မိနစ်ဗီဒီယိုကလစ်ခု တချို့တွေလည်းကြည့်ပြီးသားဖြစ်ပါလိမ့်မယ်။မကြည့်ရသေးနဲ့ကျွန်တော်အချမ်းမြင်ပြောပြမယ်။အဓိကကတော့မြောက်ဆေးကိုစောက်တဲ့ကိစ္စလက်ရှိမြေပြင်မှာဒေါက်တာဇော်ဝေဆိုမြေပြင်ကိုရောက်ရှိသွားပြီးနေရာထိုင်ရတွေ့ဆုံခဲ့တဲ့တပ်တွေအသီးသီးနဲ့ဒီအကြောင်းစကားဝိုင်းတွေဖြစ်သူ။ဂျာကာလာအစိုးရအဖွဲ့ကြီးရဲ့ကိစ္စရက်တွေအချမ်းမြင်ပါဝင်နေ။သို့တော့ ဒေါက်တာဇော်ဝေသိုးရဲ့ပြောဆိုချက်တွေကိုကျွန်တော်လေ့လာကြည့်ခြင်းအားဖြင့်နံပါတ်1ဒီအသက်ဒီအရွယ်ဒီပညာနဲ့အမြင်ပြီးကိုကိုယ်တိုင်ရှင်းပြီးတော့လုံနိုင်တော့လုံနေတာကိုဒီဒေါ်လာကြီးမှာပါဝင်လုံကင်နေတာကိုကျွန်တော်လေးစားဂုဏ်ပြုနေသို့တော့ဒေါက်တာဇော်ဝေဆိုးသည် NUG ရဲ့အစိုးရဆိုတဲ့ NUG တခုလုံးရဲ့ mandate ကိုယာရတာမဟုတ်တဲ့အတွက်သူပြောသမျှအရာအလုံးကတရားဝင်မှုရှိမရှိဆိုတာကတော့သူတို့ရှင်ရမှာကိစ္စပါ တက်ပြီးတက်ကောင်းဆောင်ဒီဒီနဲ့တွဲဆုံနေလို့ကျွန်တော်တို့အကြမ်းင်းသိရတယ်တွဲဆုံမှုက informal လို့လည်းပြောတယ်တရားဝင်တွဲဆုံမှုမဟုတ်ဘူးနောက်ပြီးတော့တိုင်းသားတွေကလည်းဂျာကာလာအစိုးရဖွဲ့စည်းကိုသဘောတူတယ်သို့တော့ဘလို့ပုံများဖွဲ့စည်းလဲဆိုတာအခုဒီ line မကျဘူးဆိုတာမျိုးအကြမ်းင်းတွေ့ရတယ်အဲ့တော့တစ်ဖက်မှာကော်သူတွေအစိုးရ80ရာခိုင်နှုန်းပြီးစီးနေပြီရခိုင်ပြည်သူဒေါ်လာရေးအစိုးရ MNDAA ကိုကအထူးဒေတာအစိုးရ ကရင်ပြည်နယ်ဂျာကလာအစိုးရချင်းစတိတ်ဟောကချင်းအလိုအစိုးရတွေအများကြီးပေါ်လာပြီးတဲ့နောက်ပိုင်းမှာငါတို့နိုင်ငံရဲ့တော်လိုင်းရေးဒီဇိုင်းကဘယ်လိုဖြစ်နေမှာလဲဘယ်လိုဖြစ်တော့မလဲဆိုတာကိုကျွန်တော်တို့တွေးကြည့်ရအောင်အဲ့တော့ဒေါ်လာဇော်ဝေဆိုးပြောဆိုခြင်းတဲ့အချက်တွေအချက်တွေထဲမှာအကယ်၍သာဒေါ်လာဇော်ဝေဆိုးဟာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်မန္တရရှိသူတယောက်အနေနဲ့တတ်တော်တည်တည်နဲ့ခေါင်းဆောင်တည်တည်ကိုတွေးဆုံမှုဟာတရားဝင်မှုလုပ်နိုင်တယ်ဆိုရင်တော့ ညီညွတ်ရေးဟာပုံအားကောင်းလာတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်။မတိနမနစ်ဒါရောဆိုဝေဆိုရဲ့မြေပြင်သွားရောက်လောက်ကန်ဆောင်ရွက်မှုကြောင့်ပစုံရတော်လည်ကြီးဟာတိုးတက်လာတယ်ကိုကျွန်တော်တို့노ချလာတာကိုကျွန်တော်တို့ညင်းလို့မရဘူး။နမတော်ဒါရောဆိုဝေဆိုနေအတူပေါ့ဒီတွင်မှာရှိနေတယ်လို့ယူဆရတယ်။ဒီရေဝင်ကြီးကဝေဝင်ကြီးနှစ်ယောက်စီးဆိုင်ရပုဂ္ဂိုလ်နှစ်ယောက်ခဏရကြကျွန်တော်တို့သိရတယ်။ သူတို့တွေကတော့တော်ဆိုဝီဆိုးလို့အိုက်တက်တင်နဲ့မတွေ့ဘူးလားကျမကြီးနဲ့ပညာရေးဝန်ကြီးကတက်ကောင်းဆောင်နေတဲ့တက်တင်နဲ့တွေ့နေပြီးတော့ကာဝေးဝန်ကြီးနဲ့ပြည်ရေးဝန်ကြီးကပြည်တွင်းမှာရှိနေပြီးဘာလို့မတွေ့တာလဲဒီမျိုးကိုနေကျွန်တော်ပေါင်းလိုက်ပါအများကြီးပေါ့အပြစ်ပြောတာမဟုတ်ဘူးအပြစ်ပြောတာမဟုတ်ဘူးကျွန်တော်ပြောပြတာအဲ့တော့စီရင်ဆွေးနွေးမှုမှာအဲကျွန်တော်ပြပြမယ်ကျမကြီးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝီဆိုးတဘောတရားကိုပြပြတယ် ဲ့တော့တတ်တော်တကူကတတ်မှုနဲ့ဆို level ကမညီဘူးဘူးဒီကလားပြဿနာတွေကအစိုးရအစိုးရဆိုတဲ့ကိစ္စကစနေတာဗျအဲ့တော့ထားပါအခုလေ NUG အစိုးရလိုပဲအစိုးရတွေအပြိုင်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 ပေါ်ပေါက်လာကြပြီအဲ့တော့နောက်ထပ်စဉ်းစားစရာတစ်ခုကဟုတ်ပြီချင်းဒီချင်းတပြည်နယ်လုံးကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့ချင်းကိုစလေတတ်ပြီရခိုင်ဒီရခိုင်တပြည်နယ်လုံးကိုတိုက်ခိုက်သိမ်းပိုက်ပြီးရခိုင်ကိုစလေတတ်ပြီနော်ကချင်ဒီကချင်တပြည်နယ်လုံးကိုတိုက်ခိုက်သိမ်းပိုက်ပြီးကချင်ကိုစလေတတ်ပြီ ကရင်ဒီကင်းဒီဗီလေလို့တက်ခိုက်သိမ့်မဲ့ပြီးခင်ဦးစလဲတက်တက်ကြကိုကဒီတဲ့ဒီတိုင်း PNL လေးစီတဲ့ဒီတိုင်းမို့ဗမာဗမာရေတွေကရောဘယ်နေရာကိုတက်ခိုက်သိမ့်ပိုက်ပြီးတော့ဗမာကိုစားမြို့ဘသူတက်ပါလဲတာဝိမြိုင်းရှိပါဒါတော့အဲ့လားလို့မလောက်အောင်တော့လောက်ရမယ်သို့တော့စစ်နိုင်တိုင်ကြီးဦးစားပေးလောက်ပါ ဒီနေ့ US ကပြသွားတဲ့ B2 တဲ့ Iran ကိုဝင်ပြီးဘုံကျဲမှုမှာစစ်လဲမကျင်ကြဘူးဘာမှလည်းမလုပ်ဘူးလွတ်တော်ရဲ့သဘောထားလည်းမယူဘူးစစ်ပွဲမှာလူခွင့်ရေးတွေခွေးခွင့်ရေးတွေပြတ်တော်တွေမရှိဘူးစစ်နိုင်ဘူးဒါဥပဒေကိုပြဋ္ဌာန်းတာဒါပေမဲ့ဒေါ်လာဇော်ဝေဆိုးပြောဆိုသွားတဲ့အချက်ထဲမှာကျွန်တော်တို့ဒေါ်လာရေးကကျွန်တော်တို့သိမ့်ပိုက်ထားတာမလေးရှားနိုင်ငံတစ်ခုစာလောက်နေမြေကြီးရှိနေပါပြီဆိုတဲ့အချက်ကတော့ တေချာစစ်တမ်းထုတ်ရမယ်အချက်မျိုးဖြစ်တယ်။ NUG ကတိန်းလာလား။ TNA ကတိန်းလာလား။ MDA ကတိန်းလာလား။မန္တလေး PDF ကတိန်းလာလား။ MDO ကတိုင်ရင်းတိန်းလာတဲ့မြို့လား။ KIA ကတိန်းလာလား။ဒီလိုမျိုးတော့ရှင်းရှင်းလင်းလင်းပြောပြဖို့လိုအပ်တယ်လို့မပြောပြလည်းပြည်သူကသိတယ်။ပြပြလို့လိုအပ်တယ်လို့ပေါ့နော်လက်ရှိကိုတိမ့်ပိုက်ထိန်းချုပ်တာတဲ့နေမြေထဲမှာ NUG ကခံခံမှမှအုပ်ချုပ်ရေးတိဆောက်ပြီးချုပ် အုပ်ချုပ်နိုင်တဲ့ဧရိယာဘလောက်ရှိလဲဆိုတာကိုပြန်သုံးသပ်စဉ်းစားကြပါဒါမှစစ်နိုင်တရေးလမ်းကြောင်းပြွာကိုချမှတ်နိုင်လိမ့်မယ်ရောင်းတော်ပြန်ရောမလွတ်ဖို့လိုပါတယ်ပြန်နေတဲ့ကတိန်းတဲ့မြို့နယ်ပေါင်း၁၂မြို့နယ်အမန်တီကတိန်းတဲ့ဗနမြို့နယ်ရခိုင်တပြည်နယ်လုံးတိတ်ပိုက်ထားခြင်းကဗနမြို့နယ်ဒါရီယာတိုင်းသားအရာအူတွေနဲ့ပြည်ရပူပေါင်းတိတ်ပိုက်တာဖြစ်တယ် NUG ဩဇာတက်ရောက်မှုအုပ်ချုပ်မှုလုံးဝမရှိမလုံနိုင်လုံလို့မရဘူး အမှန်တရားကိုချီးကပ်မှာဘ ्यू ဟာဘ ्यू ဟာချနိုင်တယ်ရောရောရှိလုပ်ပြီးငါပဲလုတ်တလူလူသူပဲလုတ်တလူလူချော်လဲရောထိုင်ပြီးဆိုရင်မှန်ကန်တဲ့ဘ ्यू ဟာမြောက်စစ်ပွဲကိုဆင်နွှဲမှာမဟုတ်နိုင်ဘူးဆင်နွှဲနိုင်မှာမဟုတ်ဘူးကျွန်တော်စေတနာနဲ့ပြောတာဖြစ်တယ်ကျွန်တော်ဒါဆိုလို့လေးစားတယ် ဘာလို့လေးစားလဲသူ့တက်ရွယ်နဲ့သူ့ပညာနဲ့သူ့အမိထားနေဗျာနိုင်ငံတကာမှာဘလုံးနေနေနေလို့ရတယ်ဒါပေမဲ့သူပြည်ပြင်းကိုပြန်လာတယ်ဒီချက်တိုင်းနဲ့နေသူ့ကိုကျွန်တော်လေးစားနော်နောက်တစ်ချက်ကဒါတော့ဆိုဝေးစိုးကကဝေးဝင်ကြီးနဲ့ဒီလေးဝင်ကြီးလောမယ်လို့ဒီလိုက်လို့ပြီးနေရရှာတယ်နောက်တစ်ချက်ကတကယ်လို့မှထပ်ပြီးလုံမယ်ဆိုရင်ဒါတော့ဆိုဝေးစိုးကြီးလူကြီးကြီးရဲ့တက်ကြွတဲ့စိတ်ကနေတော်လိုင်းပေါ်ထားတဲ့စေတနာကိုကျွန်တော်မြင်လိုက်ရတဲ့ပွဲလေးစားတယ် တိုင်းသားအရာတွေမှမဟုတ်ပဲအင်အားကြီးတက်တွေမှမဟုတ်ပဲရှိနေမြတ်တက်တွေစူးစီးနိုင်ဖို့အခြားတရားတက်တော်တွေကို BPLA တခုတည်းမှမဟုတ်ပဲ BNR တို့အခြားတက်တော်တွေကိုလည်းထိတွေ့ဆက်ဆံမှုတွေလုပ်ပြီးညီညွတ်တဲ့စူးစီးမှုနဲ့အောင်ပွဲကိုရယူနိုင်ဖို့စ조사ပေးပါလို့ကျွန်တော်ပြောရင်းနိုင်ရေးဆိုတာဇကယောဖောယောနဲ့လုံးချလို့မရဘူး တိတိကျကျခိုင်ခိုင်မာမာအချက်အလက်နဲ့နှုတ်ကွက်စကားဟာတစ္ဆာစကားဖြစ်စေခြင်းပါတယ်။ဒီညတော့ဒီလိုအလုံးကျေးဇူးတင်ပါ